ိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ပူပဲတော့ကများတဲ့သူတွေရှိပါတယ်အိမ်ပူပင်တော့ကဆိုတော့ဘာလဲဆိုတော့အိမ်ဟာပြည့်တော့မယ်အိမ်ကနေစရာမရှိဘူးအိမ်နဲ့ပတ်သက်ပြီးစိတ်ကြီးရတယ်စိတ်ရှုပ်ရတယ်အိမ်ကကိုယ်ကိုစက်မငားတော့ဘူးဒီနေရာမှာကိုကအသားကျနေပြီဆိုအိမ်ပေါ်ကနေနင်းချတယ်နောက်တဲ့အိမ်ကိုပြောင်းခိုင်းတယ်အဲ့လိုဖြစ်တယ်လေအဲ့လိုမဖြစ်ရလေအောင်ရွှေစုပွားများရမယ်အော်တရားခဏိစမတစိတ်စမပေါ့နော်စမလေးလုံးဂါထာကျွန်တော်သင်ပေးပါမယ် ာသောဘာဝဖြစ်ပါတယ်။အဲ့ဒီအာသောဘာဝဆိုတဲ့လေးလုံးကိုရွတ်ဖက်ပူတော့ပွားများမဲ့သူဟာတိဘေးရနေကင်းတယ်။နော်ဂျန်သူတကာတော့မပြတ်မပြတ်စည်းနိုင်ဘူးတိနှစ်ကိုရရလရံတော်စည်းတဲ့ဥစ္စာကိုလည်းသူများမပြတ်စည်းနိုင်ဘူး။ရလရံတော်စည်းတဲ့ဥစ္စာဆိုတာဘာတွေလဲဆိုတော့ဆိုကြပါစို့အကိုလူတရားကမဆက်ပေးမယ်ပေါ့အဲ့အချိန်မှာဂျားရဲနဲ့သူများဖြတ်ခုတ်သွားတာမျိုးဖြစ်တော့ဘူးเนาะသုံးဝကြတဲ့အခါကျတော့ နော်ကိုစိတ်နှပြကြည်လင်မယ်၄ကြတော့ချမ်းသာစွာအိပ်ရတယ်ချမ်းသာစွာနိုးထတယ်ငားကကိုယ့်ရဲ့စီးစဲဥစ္စာပစ္စည်းကိုဟုတ်လားဟိုရှော့နေသွားတယ်ဆိုတာမရှိဘူးအများရန်တက်နေမှာအလုံးနဲ့လက်နဲ့လည်းမပြတ်စေဘူး၆ခါကြာတဲ့အခါကျတော့ကုံကျေးဇူးကြီးမားတဲ့ပုံကိုယ်တွေပေါ်ကိုကျေးဇူးဆက်နိုင်တယ်ခုနှစ်ကကြာတဲ့အခါကျတော့မျက်နှာမြင်ချစ်ခင်ကြတယ်ရှစ်ကကြာတဲ့အခါကျတော့အမှုခင်းမင်းအိမ်အရာရှိအဆရှိတဲ့ပုံကိုယ်တွေကလည်းကိုယ်ကိုရှင်းဝဲသားခဲ့သူ ချစ်ခင်ဆွဲလန်းနဲ့အမှုခင်ကိစ္စဆိုလို့ရှိရင်လည်းပဲအမှုကိစ္စရှိရင်လည်းပဲကိုကမှန်တယ်ဆိုလို့ရှိရင်ပေါ့နော်ကိုဟိုချစ်ခင်ပြီးတဲ့အခါကျတော့ကိုကိုမျက်နှာသာပေးအရေးပေးတယ်ကိုကကြတဲ့အခါကျတော့လက်ရှိနေနေရတဲ့အိမ်နေရာထိုင်ခင်အဆရှိတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မပူပင်ရဘူးเนาะဒါကြောင့်မလို့ဒီဂါထာလေးလေးလုံးဟာတခြားဟိုတခြားမဟုတ်ဘူးအရင်ခေတ်ကကျွန်တော်တို့ပင်လယ်ရေကြောင်းသွားနိုင်တဲ့သူတွေကကြက်ချာအလံလေးပေါ်မှာ အာသောမာဝဆိုတာကိုရေးထိုးထားကြတယ်နော်အရာကြီးမြစ်ထဲမှာသွားတဲ့ဒီလှေတွေကနော်ရေးထိုးထားကြတယ်ဒါကြောင့်မလို့အာသောမာဝဆိုတဲ့ခါတာလေးလုံးပူဇော်တာစမတ်စိတ်ရွှေစည်းကုံဘုရားကိုပူဇော်တဲ့ဒါစမပဲအာဆိုတာကအာကာသေးကောင်းငယ်၌နော်သောဗနံတင့်နေစွာမာမာဗိတံဖန်ဆင်းအပ်သော ရွှေစည်းကုံစီတွေကိုဝါဝန်ဒီရှခိုးပါဤလို့အဓိပ္ပာယ်ရ ကျွန်တော်စီပါအနက်တွေပါဒီခဏခဏမေးနေတော့ကျွန်တော်ဒီတစ်ခါတော့ပြောပြတာနော်ကျုပ်ဆိုပြအောင်ကျုပ်ဆိုပွားများပါကျေးဇူးတင်ပါ